ဖုန်ကြီးဖြစ်သူကတိမ်ကြောင်းဒကာမကိုအရမပြုခြင်းမှုစူးစမ်းရမှာဒကာမကညင်းဆန်လို့ရရဆက်ဆက်ဒါနဲ့ခဲတဲ့ဖြစ်ရဖြစ်သွားတာကတော့လှဲကူမြွနဲ့အောင်ဖုန်ပြစ်ကြောင်းမှာဖြစ်သွားတာဒီအောင်ဖုန်ပြစ်ကြောင်းရဲ့ကြောင်းနဲ့ကားတွေကလည်းဒီအမပဲလှူရတာဒီဖြစ်ရဘလို့ဖြစ်သွားတာလဲဆိုတော့ဒီအမရဲ့အမေကအောင်ဖုန်ပြစ်ကြောင်းမှာတရားအားထုတ်ဖို့ဆိုပြီးအဲ့ကြောင်းမှာနေနေတာပြီးတော့ဒီအမရဲ့သူကလည်းအောင်ဖုန်ပြစ်ကြောင်းမှာပဲကိုရင်ဝတ်ထားတာဒီမနေတာကတော့မင်္ဂလာတော်မြို့နယ်မှာနေတာ ဒီအမှုဖြစ်တဲ့နေ့ကကျောင်းထိုင်ဘုံကြီးဖြစ်တဲ့ဥဓမ္မဇာရခေါ်ဥတန်ဦးကဒီအမရဲ့အမေနေမကောင်းဖြစ်နေလို့ပါဆိုပြီးလက်ကူမျိုးနယ်ကနေမင်္ဂလာတော်မျိုးနယ်ကိုကားနဲ့လာခေါ်သွားတယ်ခါတိုင်းလည်းဒီလိုပဲလာခေါ်နေကြလို့ပြောတယ်။ကြောင်းလည်းရောက်ရောဒီကြောင်းနိုင်ဖုန်ကြီးဖြစ်တဲ့ဥဒမစာရာကကိုရင်ကိုဆုံးကထွက်ခိုင်းပြီးဒီအမကိုသင်ငန်းလျှော်ပေးဖို့ပြောတယ်။ ဒီမကလည်းတင်ငန်းရှော့ပြီးဖို့လုံနေတော့ရေချိုးခန်းနဲ့ဒီဖုန်းကြီးကလိုက်လာပြီးအရမပြုချင်းမို့စ조사တဲ့ဒီမကငင်းဆန်တော့ရုံရင်ဆန်ခတ်တွေဖြစ်ပြီးထွက်ပြေးတာထွက်ပြေးတာကိုနောက်ကနေလိုက်ပြီးရရဆက်ဆက်ဓာတ်နဲ့16ချက်တိလာလို့တည်ရတဲ့ဖုန်းကြီးကကျုံလုံပြီးတော့ဘာမှမဖြစ်တယ်လို့ခြေတွေလက်တွေစေးပြီးတင်ငန်းနေချိုးကာမုံပြီးထွက်ပြေးသွားခဲ့တယ်ထွက်ပြေးသွားပြီးမဲအဲ့နေ့ချင်းမဲ15မိုင်ဖေးအားမှမိသွားခဲ့တယ်ဖုန်းကြီးကြောင့်ကိုယ်အိမ်လိုသဘောထားနေကြတဲ့သူတွေတော့ဒါတင်ငန်းစားပဲ ဘာလို့လဲဆိုတော့ဒီဖုန်းကြီးကကို့အပေါ်ယူတာလားမယူတာဘူးလားနှာဘူးထနေတဲ့ဖုန်းကြီးလားထိကဘာကြီးကဘာလုံးနေပြီလားဆိုတော့အရေးရောက်ပြီးတဲ့မိမတိုင်းကိုတဘာဝကပေးထားတဲ့အသိဉာဏ်နဲ့သိနိုင်စွမ်းရှိကြတဲ့ဒီဖုန်းကြီးကကို့အပေါ်မယူတာဘူးဆိုတာသိတာနဲ့ရှောင်ရမယ်ကျောင်းဝင်ထွက်သတိထားရမယ်အနေထိုင်စင်ရင်ရမယ်အဖို့ပါမကျောင်းထဲဝင်တဲ့နဲ့ဖုန်းကြီးကနဲ့လာခေါ်တိုင်းလဲမာတုကမှာတယောက်အနေနဲ့လိုက်เสียအကြောင်းကိုမရှိဘူးဘလောက်ပဲရင်းနှီးနေပါစေမသိမ့်တော်ဘူး ။ကျောင်းမကြီးပဲဖြစ်ဖြစ်ကားအလှရှင်ပဲဖြစ်ဖြစ်မြင်းအလှရှင်ပဲဖြစ်ဖြစ်ကိုကမင်းကလေးသူကယောက်ျားလေးယောက်ျားဆိုရမှာတော့ရဟန်းတစ်ပါးဖြစ်တယ်နော်။ဖုန်းကြီးနဲ့ရောတော့လပွန်တရင်းနေကြတော့ဟိုကတွေးတို့ဆမ်းမှာအသေးကြပဲ။ပြေတော့နောက်တစ်ချက်ဖုန်းကြီးတင်ငန်းလျှော့ပေးတာတို့ဖုန်းကြီးကခေါ်ပြီးတင်ငန်းလျှော့ခိုင်းတာတို့မင်းကလေးဖြစ်သူကလျှော့စီရလားလျှော့သိမ့်ပါလားနော်ခိုင်းပါလားကိုရင်နေចောင်းသားတွေကိုចောင်းနိုင်ဖြစ်သွားတာနဲ့ကိုတင်ငန်းကိုမလျှော့နိုင်တာလဲဘာဖြစ်ကြလဲ ်တက်တော်ကြီးတဲ့အထိကိုတင်ငန်းကိုတိုင်ရှော့ခဲ့ကြတဲ့ဆရာတော်ကြီးတွေမှာအများကြီးပါနော်အခုပြောသားတာတွေကဖုန်ကြီးတိုင်းကိုပြောတာလည်းမဟုတ်သူတို့တေဆုံးသွားသူကိုအပြစ်ပြောတာလည်းမဟုတ်ဘူးနော်အခုလိုမျိုးနောက်လူတွေထပ်မဖြစ်အောင်ဆင်ញင်နိုင်အောင်လို့ပြောပြရခြင်းသာဖြစ်ပါတယ်ရှင်